ဆင်ကျင်တုံတရားနဲ့ဆုံးဖြတ်နိုင်စွမ်းအရှိဆုံးရာသီခွင်၅ခု။ဘာဖြစ်လို့လူတချို့ကအကောင်းဆုံးဆုံးဖြတ်ချက်တွေကိုချနိုင်စွမ်းရှိနေရတာလဲလို့သင်သိချင်ဘူးပါဒလား။သူတို့မှာအရာရာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပြီးပညာရှိရှိဆုံးဖြတ်နိုင်တဲ့အထူးဆန်းအားတစ်မျိုးရှိနေတယ်လို့ပါပဲ။ကဲ၊ဘယ်ရာသီခွင်တွေဖြစ်မယ်ထင်ပါတယ်။သိရရသည်ခွင့်ကဒီစီရင်နဲ့ပါမပါကြည်လိုက်ရအောင်ပါ။နံပါတ်1 Libra ညတာသူပထမဦးဆုံးအနေနဲ့ Libra ရာသီဘွားတွေပါ library ကမျှတမှုနဲ့သဟဇာတာဖြစ်မှုကိုနှစ်သက်တဲ့အတွက် လူသိများပါတယ်။သူတို့ရဲ့သင်္ကေတဖြစ်တဲ့ချိန်ခွေနဲ့တူညီစွာပဲ library ကဆုံးဖြတ်ချက်တစ်ခုမချခင် အခြေအနေတစ်ခုရဲ့နှစ်ဖက်စလုံးကို အလေးချိန်ချိန်ပြီးမှ ဆုံးဖြတ်ပါတယ်။သူတို့ကတရားမျှတတဲ့ဖြောင့်မတ်သူတွေဖြစ်ပြီးအမြဲတမ်းငြိမ်းချမ်းရေးကိုရှေ့ရှုကြပါတယ်။တင်ကတရားမျှတတဲ့ဆုံးဖြတ်ချက်တစ်ခုကိုရယူလို့ရဆိုရင် library ကတင့်အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ် ။နံပါတ်1ဗာဂို အသေးစိတ်ကို အာယုံဆိုင်သူ။နောက်တစ်ခုကတော့ဗာဂိုရာသီဘွားတွေပါ။ဘာဂိုရီကအသေးစိတ်ကိုအာယုံဆိုင်နိုင်တဲ့စွမ်းရည်နဲ့ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ဉာဏ်ရည်တို့နဲ့လူသိများပါတယ်။သူတို့ကသတင်းအချက်အလက်တွေကို စုဆောင်ပြီးအရာရာကိုဗတ်ပေါင်းစုံကနေလေ့လာဆန်းစစ်ရတာကိုနှစ်သက်ကြပါတယ်။သူတို့ကအချက်အလက်အားလုံးကိုထည့်သွင်းစဉ်းစားပြီးလက်တွေ့ကြသလိုပညာရှိတဲ့အကြံဉာဏ်တွေကိုပေးပါတယ်။ ဘာဂိုတွေကတခြားသူတွေလွတ်သွားနိုင်တဲ့အရာတွေကိုမြင်နိုင်စွမ်းရှိတာကြောင့်လူနဲ့အခြေအနေတွေကိုအကဲဖြတ်ရမှာအလွန်တော်ကြပါတယ်။နံပါတ်3စကော်ပီယိုအလိုလိုတည်သူစကော်ပီယိုတွေကနက်ရှိုင်းနဲ့အလိုလိုတည်တဲ့ညံနဲ့ခိုင်မာတဲ့အာယုံခံစားမှုတို့နဲ့လူသိများပါတယ်။သူတို့ကအပေါ်ယံကိုကြော်လွန်ပြီးအရာဝတ္ထုတွေရဲ့အမှန်တရားကိုနားလည်နိုင်တဲ့အာယုံတူရှိပါတယ်။ သူတို့ရဲ့အလိုလိုသိတဲ့ညံကတခြားသူတွေအနေနဲ့အစာပိုင်းမှာနားမလည်နိုင်ပေမဲ့နောက်ဆုံးမှာအမှန်ဖြစ်လာတဲ့တင်ဆောင်ဖြတ်ချက်တွေကိုခြားနိုင်ဖို့ကူညီပေးပါတယ်။ Scorpio တွေကသူတို့ရဲ့အတွင်းစိတ်ခံစားမှုကိုယုံကြည်ပြီးမှားခဲ့တာကြောင့်ပညာရှိတဲ့တရားသူကြီးတွေဖြစ်လာနိုင်ပါတယ်။ Capricorn တွေကလက်တွေ့ချမှုနဲ့စိတ်တည်ငြိမ်မှုတို့ကြောင့်လူသိများပါတယ်။သူတို့ကရှင်းလင်းပြီးယုတ်တိရှိတဲ့ဉာဏ်နဲ့ဆုံးဖြတ်ချက်တွေကိုချင့်ကပ်ပြီးစိတ်ခံစားချက်တွေရဲ့လွမ်းမောမှုကိုအလွယ်တကူမခံရပါဘူး။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေရဲ့ရင်းရှိအကျိုးသက်ရောက်မှုတွေကိုအမြဲထည့်သွင်းစဉ်းစားပြီးပညာရှိသလိုသင်နီရောတဲ့အကြံဉာဏ်တွေကို ပေးပါတယ်။ကပရီကွန်တွေကအချိန်ကြာမြင့်စွာခံနိုင်ရရှိမဲ့ဆုံးဖြတ်ချက်တွေကိုခြာရမှာအလွန်တော်ကြပါတယ်။နောက်ဆုံးရာသီကွင်ကတော့ Aquarius အမြင်ကျဲသူ နောက်ဆုံးအနေနဲ့ Aquarius ရာသီဘွားတွေပါ Aquarius တွေက ရှေ့ကိုမျောတွေးတတ်တဲ့အတွေးခေါ်ရင်းနဲ့တီထွင်ဖန်တီးနိုင်တဲ့စိတ်ကူးတွေနဲ့လူတည်များပါတယ် သူတို့ကတခြားသူတွေပြဿနာလို့မြင်တဲ့နေရာမှာဖြစ်နိုင်ခြေတွေကိုမြင်ပါတယ်။သူတို့ကပုံမှန်မဟုတ်တဲ့အတွေ့အခေါ်တွေနဲ့တီထွင်ဖန်တီးနိုင်တယ်လို့ထိရောက်တဲ့ဖြည့်ရှင်းနည်းတွေကိုရှာဖွေတတ်ပါတယ်။ Aquarius တွေကပညာရှိအောင်သာမက ခေတ်ရှိပြည့်တဲ့ဆုံးဖြတ်ချက်တွေကိုခြာရမှာအလွန်တော်ကြပါတယ်။ အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့စင်ချင်တုံတရားနဲ့ဆုံးဖြတ်နိုင်စွမ်းအရှိဆုံးရာတီခွင်၅ခုဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘလူးစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးတွေကိုထပ်ပြီးပြပြရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရှိပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။